မင်္ဂလာပါမောချန်နယ်လေးကကြိုဆိုလိုက်ပါရမောခုတစ်ဆက်ပေးခြင်းနဲ့ပြပြတော့ဒီဗီဒီယိုလေးပေါ့နော်ပြီးတော့မှဆိုလို့ရှိရင်တော့ရွှေတကုံဘုရားရဲ့စိန်ဘူးတော်ကိုဒီမတမာသူတွေကနေပြီးတော့ခိုးယူဖို့ကြံစီနေလို့ဘုရားပေါ်မှာရှိရင်ရှစ်သူတွေကနေပြီးတော့လိလာစစ်စင်းနေတဲ့ဗီဒီယိုလေးကိုတစ်ဆက်ပေးမှာဖြစ်ပါတယ်ပြီးတော့မှဆိုလို့ရှိရင်တော့ပြည့်စုံပါရပေါ့နော်ရှိတဲ့မျိုးတွေလည်းဘုသူရကြောင့်ပြန်လည်မြောက်လိုက်တာဖြစ်ပါတယ်ဒါဆိုရင်တော့ဗီဒီယိုလေးကိုဆက်လက်ကြရအောင်နော်

အရှင်ဖေရစီတီဆိုတဲ့အတိတ်ဘယ်ကို ပြောပြပေးပါဖေရတဲ့စီတီယဆိုတဲ့ပါဠိကိုစီတီလို့ခေါ်တာဖြစ်ပါတယ်အတိတ်ဘယ်ကတော့ပူဇော်အပ်သောနေရာလို့အတိတ်ဘယ်ရပါတယ်မြတ်စွာဘုရားလက်ထက်မှာလည်းပဲနကွန်းတွေကို စီတီလို့ခေါ်ပါတယ်သို့တော်လည်းပဲအဲ့ဓာတွေကတကယ်ပူဇော်ရာအစစ်မဟုတ်ပါဘူးเนาะတကယ်ပူဇော်ရာအစစ်က၅မျိုးရှိပါတယ်အဲ့ဒီ၅မျိုးကဘာတွေလဲဆိုရင်တိ မြတ်စွာဘုရား၏ဓာတ်တော်အမွေတော်များဖြစ်သည့်ဓာတုစေတီနှင့်မြတ်စွာဘုရားဟောကြားခဲ့သောတရားဓမ္မများဖြစ်သည့်ဓမ္မစီတီ၃မြတ်စွာဘုရားကိုရည်မှန်းထုလုပ်ထားသောရုပ်ပွားစင်တုတော်များဖြစ်သည့်ဥဒိဋ္ဌစီတီ၄မြတ်စွာဘုရား၏အသုံးအဆောင်များဖြစ်သည့်ပရိဘောဂစီတီ၅မြတ်စွာဘုရား၏ခြေတော်ရာဖြစ်သည့်ပါဒစီတီတို့ပဲဖြစ်ပါれအဲ့ဒီ၅မျိုးသာလျင်ပဲပူဇော်ရာအစစ်ဖြစ်တဲ့အတွက်ကြောင့် ထို၅မျိုးကိုပဲစေတီယစေတီလို့ခေါ်ဆိုခြင်းဖြစ်ပါတယ်။ဖရာသင်္ဓုကိုရှိခိုးတာတော့မှန်ပါတယ်တဲ့။ဘာလို့ဒီဒီကို ရှိခိုးတာလဲနားမလည်နိုင်အောင်ပါပဲတဲ့။တခါတော့ကမြတ်စွာဘုရားကခရီးကြွတဲ့အခါမှာအနာထမင်ကနေပြီးတော့အရှင်အာနန္ဒမတိမြတ်ကို ရှောက်တယ်။မြတ်စွာဘုရားမရှိတဲ့အချိန်မှာမြတ်စွာဘုရားကိုဖူးမြွန်ဝင်ရဖို့အထိမ်းမတ်တစ်ခုခုဖြင့်မြတ်စွာဘုရားကြီးမှာခွန်တောင်းတဲ့အခါမှာမြတ်စွာဘုရားကနေပြီးတော့ခွင့်ပြုပေးတယ်။ အဲ့ဒါနဲ့အရှင်အာနန္ဒမတိမြတ်ကနေပြီးတော့မြတ်စွာဘုရားပွင့်တဲ့ဗုဒ္ဓကာယကညောင်ပေမှာညောင်သေးကိုယူပြီးတော့ဒေတဝန်ကျောင်းမှာ ထိုက်ပါတယ်။ဒါကိုဒီညောင်မင်းကိုကြည့်ပြီးတော့မြတ်စွာဘုရားတရားအထုတ်ကြတာတွေတရားတွေကိုချေချွတ်ခက်တာတွေဒါတွေကိုပြန်ပြီးတော့အာယုပုအမရအောင်သူပြီးတော့ခွင့်ပြုပေးခဲ့တာဖြစ်ပါတယ်။အဲ့ဒီဒေတဝန်မှာအခုတော့ညောင်မင်းမရှိတော့ပါဘူး။အရင်တော့ကတော့ရှိခဲ့တယ် ဲ့ဒါကိုအာနန္ဒဘောဓိဆိုပြီးတော့သတ်မှတ်ထားပါတယ်။ဇေဒီက၄မျိုးရှိတယ်မြတ်တရားခွင့်ပြုတဲ့၄မျိုးဥဒိဒဇေဒီဓာတုဇေဒီဓမ္မဇေဒီပရိဘောဂဇေဒီဥဒိဒဇေဒီကပါလဲဆိုလို့ရှိရင်မြတ်တရားရဲ့ပုံတံကိုမှန်းသပြီးတော့ထုလုပ်ထားတဲ့သင်္ထုတော်တွေပဲဖြစ်ပါတယ်။ဓမ္မဇေဒီကပါလဲဆိုလို့မြတ်တရားခေါ်ကြတဲ့ပိဋကတ်သုံးပုံအထက်ကရာ၅၃အုပ် ်မိခင်၅ရဲ့ဓမ္မခဏမ၈000တောင်ဆိုပြီးတော့ဒါတွေကိုဓမ္မသေတိဖြစ်သတ်မှတ်ထားပါတယ်ပရိဘောဂသေတိကဘာလဲဆိုလို့ရှိရင်မေတ္တာပြရဲ့အတုံးဆောင်ဖြစ်တဲ့သင်္ကန်းတို့တောင်ဝဲတော်လို့ကိုဌာပနာတဲ့သေတိကိုပရိဘောဂသေတိခေါ်ပါတယ်မေတ္တာပြပရိနိမသန်တဲ့အခါမှာတတော်ကြီးအကျဉ်းချက်ရှိတယ်အဲ့ဒီအကျဉ်းချက်တွေကိုဌာပနာပြီးတည်တဲ့သေတိကိုဓာတုသေတိလို့ခေါ်ပါတယ်နောက်တော့ပါဒသေတိဆိုပြီးတော့ဖြတ်ရှိပါသေးတယ် အဲ့ဒါကကြတော့မြတ်သက်ပဲခြေရာတွေကိုတို့လို့တာဖြစ်ပါတယ်ဒီဒေဒီပဲဖြစ်ဖြစ်စင်းထီပဲဖြစ်ဖြစ်ဒီပုံတော်ကိုကြည့်ပြီးတော့ဂုံတော်ကိုမှန်းဆဖို့ရအတွက်အထောက်ပံ့ပေးတဲ့အရာဖြစ်ပါတယ်ဘုရားဘာသာတို့ကဒီစင်းထီတော်တွေကိုအုပ်ပုံတွေကိုရှိခိုးတာမဟုတ်ပါဘူးအဲ့ဒီအုပ်ပုံတွေကတသင့်စင်းထီတော်ကတသင့်ဒေဒီကတသင့်မြတ်စွာဘုရားရဲ့ဂုဏ်တော်ကိုမှန်းဆအာရုံပြုပြီးတော့မိမိရဲ့စိတ်တဏ္ဍာန်ကို ြည်လင်အောင်ပြုလုပ်တာပဲဖြစ်ပါတယ်။ယသဗျာရဲ့ကျေးဇူးကိုအတိမတ်ပြုတာပဲဖြစ်ပါတယ်။အားလုံးကိုကျေးဇူးများတည်တင်ပါတယ်။ဖျားစင်းပေါ်မှာတဲ့အဖေမေပုံနဲ့တင်ထားလို့တဲ့တော်ပါသနာဖျားတဲ့ထိုင်းမှနေပါတယ်တဲ့ဖျားစင်းကိုတဲ့ခုံတစ်ခုနဲ့ထားပါတယ်တဲ့အဖေမေတဲ့ပုံနဲ့တင်ထားမိပါတယ်တဲ့ရပါသလားတဲ့နော်။အမိပါဆိုတာအနန္တောနန္ဒငါးပါးခိုင်းဝင်ပေါ့နော်။ဖျားနဲ့တခိုင်းတည်းဆိုတာ တင်စားပြီးတော့ပြောတာပါနော်အဲ့တော့သီလသမာဓိပညာဖြစ်လဲပဲဘုရားတန်မသားနိုင်ဘူးလေနော်အဲ့တော့အာတန်းတူထားတာတော့မကောင်းဘူးတဆင့်နှိပ်ပြီးတော့ထားထားတင်တာပေါ့နော်ခေါင်းရင်းမတော့ထားဒါပေမဲ့တဆင့်နှိပ်ပြီးတော့ထားပါနော်အဲ့တော့ထိုင်းမှာဆိုရင်များများသောအားဖြင့်သူထိုင်းပြီးရင်ပြီးရင်မပုံနေနော်အာဘုရားကျောင်းဆောင်ပုံမှာထားကြတယ်ဦးဇင်းတို့ကတစ်ခါတည်းရင်ကြရင်ဘုရားကူးသွားလို့ရှိရင် ဖျားရှိခိုးရမလားသူတို့ပြီးရင်လည်းပြီးရင်မအောင်ရှိခိုးရမလားနော်အဲ့လိုလေးတွေပေါ့နော်အဲလူဆိုတာကအစင်းနှိပ်တယ်လေနော်နှိပ်ထားတင်ပါတယ်ပြီးရင်ဆရာတော့မေးတယ်သိလားဟုတ်ပါဘူးသူတို့ကတော့တယောက်ပြောနေတယ်သိလားအရှင်ဆရာကပြင်းဆရာပြောလိုက်တယ်တောက်စင်းလူမကိုးခွယ်နဲ့တောက်စင်းလူကိုးခွယ်လို့ရှိရင်ခိုက်တတ်တယ်ဆိုတော့အာတပြည့်တော့ကိုးခွယ်အာဘာဘာစင်းလူကိုးခွယ်ရမလဲဆိုတောက်စင်းလူကိုးခွယ်ပါလို့ပြောတယ်ဘာမှမဖြစ်ဘူးပေါ့နော်အဓိကကကိုယ့်ရဲ့ကြီးညိုတရာအဓိကပဲလို့ဆိုတော့ဒါတတ်တာဘုရားဘာသာဘုရားအနေထားပြောပြတာပါ ပညာမပါဘူးလေပညာကတော့ဘယ်နေဆရာကတော့စင်းနေမကုတ်ခွဲနေဆိုတော့ဇဝေဇွာတွေဖြစ်ကုန်တာအဲ့တော့ဒီစင်းတော့ကပဲကိုဒုက္ခပြေးတယ်ဆိုစဉ်းစားကြည့်လေကိုစင်းတော့ဖရာကလူကိုဒုက္ခပြေးရလို့မလားစဉ်းစားလေစဉ်းစားလေနော်ဖရာကိုကွယ်တာဘယ်နဲ့ဒုက္ခရောက်မယ်လို့ဘာလို့ပြောလိုက်တော့ဖရာကဖြစ်သွားမယ်လို့စဉ်းစားကြည့်ပါလားစဉ်းစားနိုင်တာပြောပြတာပါနော်တို့ကြတော့လဲရှိသေးတယ်ယတရားအစီအရင်နဲ့ဖရာကိုကိုရုပ်ကရချုပ်လို့တာရှိသေးတယ်နော်ယတရားအစီအရင်နဲ့လေဖရာကိုယတရားကြောင့်ကိုလိုလို့ဒီလိုလောက်တာလေးရှိတယ်အဲ့ဒါမလောက်ကောင်းဘူးလေနော်စေတနာမမှန်ရင်အကုသိုလ်တော်ဖြစ်အောင်ပါ ။အဲ့ဒါဥစ္စာဘုရားစီရီလောက်တဲ့ခါမှာဘယ်တော့မှရရရာရှင်နဲ့မလုံးအောင်နော်။ဆင်းရဲတော်ပူဇော်မယ်ဆိုလို့ရှင်လည်းဘုရားရှင်ရဲ့လက္ခဏာတော်ကြီးငယ်နဲ့အညီပူဇော်ရမယ်။ရရာရီနဲ့မလုံးအောင်တချို့ကိုယ်ကိုယ်ကိုယ်ကြောင့်လောက်တာတွေတွေ့တယ်မလုံးအောင်ဒါအလွန်ကြီးကြီးတဲ့ခါတကကြရတယ်။ဘုရားဆိုတာတစ်လောကလုံးမှာလူမရှိလို့ဆိုတာဘုရားလေးကြီးညိုပဲကောင်းအောင်ပါလေ။သူတို့ရရာရီနဲ့၆လောက်လောက်တဲ့ခါကြတော့ဘုရားကြီးတို့ကမကောင်းတော့။စီရီတယ်လည်းအဲ့တိုင်းပဲ။ရရာရီပါတဲ့ခါကျတော့စီရီကဘုံမကြပန်းမကြနေမျိုးစုံ၆လောက်တာ။ဘုရားကတော့ဒီလင်္ကာသဘောကြတယ်။သူသူသဘောကြတယ်ဆိုတာက တပုံစံလေးပေါ့နော်ဘသူပဲစီရီတက်တယ်ဘယင်လည်းတက်တယ်အားလုံးကတပုံစံလေးပြရမယ်နော်ဘယ်နည်းမြန်မာနိုင်ငံမှာတော့စိတ်ကူးရတော့တည်ကြတာပဲလေဟိုအဲ့တော့ဟိုစိတ်ကူးရတော့တည်ကြတယ်ဆိုတဲ့နေရာမှာဟိုအချိုးကျကျပူစော်တယ်ဆိုကိစ္စမရှိဘူးအဲ့ရတရားသဘောတွေနဲ့ပတည်ကြတာတော့သိမကောင်းနော်ရတရားသဘောတွေနဲ့အဲ့လိုမျိုးဒရိုက်တက်စင်သဘောတွေနဲ့လောက်ကြတာမျိုးတွေရှိတယ်ဈေးတက်တာတော့မဟုတ်တော့အဲ့ဒါမျိုးတွေကပညာဘုရားဘာသာရင်မဟုတ်ဘူးနော်အဲ့ဒါတဏ္ဍာဘုရားဘာသာရင်လည်းအစ်စ်မရမလုံးအောင်အဲ့ကြောင့် ဇေရီတဲ့ဘုရားတိုင်ရင်ဘေးရင်သဘောယတရားသဘောဒဲတဲ့စင်သဘောတွေမပါတဲ့နော်အဲ့ဒါတွေမပါတဲ့ဘေးကျွားပါအဲ့ကြောင့်ဘုရားတည်တဲ့ခါမှာဇေရီတဲ့ခါမှာတက်နိုင်ဆိုကြီးညိုစရာပြောင်းလောက်ရမယ်နော်